လိုပုံစံနဲ့လက်တော့ပြန်နေမဲ့ဒုက္ခရောက်ခင်များတဲ့မှာငါစာတက်ထားတာငါ့ကိုစေနာရှိလို့မှမဟုတ်ဘူးအဲမေလေးနဲ့ဂျူလေးဆိုကားတွေအများကြီးလာဖို့ရှိသေးရပေါ့နော်အဲဒီကားမှာဆိုဒါလူတွေတအားများတဲ့အတွက်ဂျူလေးတို့ပါရတဲ့ဆင်းနေဆိုလေဒါသူကန်နာနဲ့သူပေါ့ဂျူလေးတို့နှစ်ယောက်တည်းအများကြီးပါရတဲ့ကားတွေလည်းအများကြီးရှိပါတယ်အဲ့ခါကျရင်ကြည့်ကြည့်ပါအရန်ဟိုအတွဲညီအရင်တော့အဲဂျူလေးတို့ဘန်းနုသွေးတို့လိုမျိုးပြန်ပြီးကြည့်ရမှာပေါ့အဲမေလေးဆိုလို့ရှိရင်လည်း တအားစူးစားရလေအမေလေးတင်မဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာတကယ်လည်းအားကြရတယ်ပေါ့နော် ပြီးတော့မေလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကျတော့ဒါဖျားပေးရဲ့ဒါကောင်းချင်းနေတယ်မှာအများကြီးပါတယ်အိုက်တင်နေဆိုတာလေမျက်လုံးတွေကအစလေသူကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူးလေးဆိုအမေလေးရဲ့အဲ့လိုမျက်လုံးတွေညခုံးတွေဆိုသဘောကျတယ်ပေါ့ ကားမှာကျတော့ပါဝင်တဲ့သရုပ်ဆောင်တွေအရန်များပါတယ်မိသားတွေရောအဲမိသမီးတွေရောဇပူဇယံဟာတဲ့သရုပ်ဆောင်တွေအပြင်မှာအရန်ထူကြပါတယ်ဒါမလင်းတို့မသူတွေလည်းပါတယ်ဆိုတော့လေအကုန်လုံးကတော့မြင့်မြတ်တက်တာနဲ့ကိုယ်ကရိုက်တာနဲ့ကိုပေါ့နော်အအကောင်ဆုံးတာဝန်ကြီးအောင်သရုပ်ဆောင်ထားပါရဲ့ဟုတ်အဲ့တော့ဒါကစားပွဲဆိုတဲ့အတိုင်းအားလုံးကကစားကြမှာပေါ့အဲအဲ့တော့ရုပ်ရှင်မှာကြည့်ရမှာပေါ့နည်းနည်းလေးကြာသွားပြီဒီကရိုက်ထားတာလေအဲ့တော့သူလေးလည်းချိုးဝါးရီမမှတ်မိရတယ်ချိုးဝါးရီတိတ်တော်မမှတ်မိတော့ဘူးပေါ့ဟုတ်ပါဘူးအင်း တော်မွိုင်းတော့မဟုတ်ဘူးပေါ့နော်အဲမင်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်တာချီလို့တော့ပြောကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ဒါပေမဲ့ရဖြစ်ခဲ့တဲ့သူတို့နဲ့အဆုံစင်းလေးဆိုပါလေအရှင်လေးပြောလို့ရအောင် ဆိုရင်တော့ဒလိစင်းဆိုပြည်သက်ကြီးကြည်ရလားမသိဘူးအဲ့ဒါဆိုအရန်ကြီးရအဲ့လေနော်အရေကူးတင်တာလေဆရာလေးဆိုပြီးအရန်နှမျောဖို့ကောင်းပါတယ်အဲ့လိုဒလိစင်းနေပါတယ်ပေါ့နော်အာတခြားဆိုလို့ရှိရင်တော့အဲ့ဒီဟိုအိမ်ဝင်လာပြီးတော့အဲ့လိုမျိုးပေါ့နော်ဂန်စတာကြီးတွေပေါ့တကယ်ကိုကြကြားရရကြီးလာပြီးတော့အဲ့လိုပြဿနာရှာတာ၊ကွိုင်လာရှာတာပေါ့ကိုကြီးတကယ်ကြောက်ရတာမျိုးရှိရပေါ့နော်အဲ့စင်းတွေဆိုပိုကြီးရပါတယ်ဟုတ်ကဲ့ ဟုတ်ဟုတ်ဒီကားမှာကျတော့အာဒီဇလန်းရဲ့အဓိက main ကတော့မေလေးကြောင့်ဖြစ်လာတယ်ပဲပြောရမှာပေါ့နော်ဟောဒီကျညာထားတဲ့အတိုင်းပဲဒီမေလေးရဲ့ကလေးစားချီတဲ့အပေါ်မှာအသူမိဘတွေကြောင့်ကလေးစားချီတဲ့အပေါ်မှာကိုကလည်းသူ့ကိုကိုချစ်ရတဲ့ကောင်မလေးတယောက်အတွက်ပေါ့နော်မမားတင်တာမမားရအောင်လို့ဘေးကနေလမ်းကြောင်းပေးတဲ့အဲကောင်မလေးဟုတ်ကောင်မလေးချစ်ပေးရမယ်ပေါ့နော်အရန်သားလေ အရန်နားလဲပြီးတာပေါ့နော်ဟိုသူ့ဟိုကောင်လေးတွေနဲ့လဲတုံဝင်တို့ရတယ်လीနော်အဲ့လိုမျိုးပေါ့ပါသွားမှလဲကြောက်တယ်ပေါ့အဲပြီးရှေ့တကယ်ပဲသူယောက်ျားလေးတွေနဲ့ချစ်သွားမှလားပေါ့ အဲ့လိုမျိုးတွေလည်းစိုးရိမ်ရရှိတာပေါ့အဲမေလေးနဲ့ဂျူလေးဆိုကားတွေအများကြီးလာဖို့ရှိသေးတယ်ပေါ့နော်အဲဒီကားမှာဆိုဒါလူတွေဒါအားများတဲ့အတွက်ဂျူလေးတို့ပါရတဲ့ဆင်းနေဆိုလည်းဒါသူကန်သားနဲ့သူပေါ့ဂျူလေးတို့နှစ်ယောက်တည်းအများကြီးပါရတဲ့ကားတွေလည်းအများကြီးရှိပါတယ်အဲ့ခါကျရင်ကြည့်ကြည့်ပါအရန်ကိုအတွဲညီအရင်တော့အဲဂျူလေးတို့ဘန်းတို့သွေးတို့လိုမျိုးပြန်ပြီးကြည့်ရမှာပေါ့ဟုတ်ဂျူလေးတို့ကိုပြောရရင်တော့ MRTV Forest မှာပေါ့နော်အတူတူရိုက်လာခဲ့ကြတယ်ဒီဇလန်းတွင်းနဲ့လည်းအောင်မြင်မှုတွေရခဲ့တယ် မယံနေမှာဒီရုပ်ရှင်ဘက်ကိုပေါ့နော်ကူးလာကြတဲ့ MTV ဘောထဲမှာဆိုလို့ရှိရင်ပေါ့အအများဆုံးအလုပ်တွေလုပ်ရတော့မေလေးနဲ့အများဆုံးအလုပ်တွေလုပ်ရတယ်ပေါ့နော်အဒီထက်လည်းအများကြီးအောင်မြင်နေတဲ့ MTV ဘောတရုတ်ဆောင်တွေလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးချူလီတွဲပြီးတော့တရုတ်မဆောင်ခဲ့ရဘူးပေါ့နော်အဲ့တော့ပို့ပြီးတော့ close တော့ဖြစ်တာပေါ့အချူလီတို့ညီမတွေကတော့ဟိုပေါ့နော်ဒီမိခင် အရင်ဖြစ်တဲ့ဒီ MRTV ဘောကနေကလေးကနေအခုချိန်အထိကိုပေါ့နော်အများနဲ့စူးစမ်းပြီးအကောင်းဆုံးဟိုပြိသက်တွေအတွက်ပေါ့နော်တရုပ်ဆောင်နေပါတယ်လို့ဟုတ်ပါတယ်။ဒီနေ့ကစူးစမ်းပြီးတက်လာတယ်။ကယ်မီလည်းမရဘူး။ဒါပေမဲ့တော့ဒီနေ့လိုပြောတော့ပြောပြပါဟုတ်လား။အရင်ဝမ်းတာတော့ပေါ့နော်။ဟိုတစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုအဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးပေါ့နော်။ ဒါပေမဲ့လည်း၈တနှစ်ကမေလေးဒုတိယတနှစ်ကချူလေးဆိုနောက်တနှစ်ကရောဘာလို့ဖြစ်လာအောင်မလဲအဲ့ဒါရေခုံရတာပေါ့နော်ပိုလီစီရပဲလားပေါ့အဲ့လိုမျိုးလည်းဖြစ်စေချင်တယ်ပေါ့နော်ဟိုအရင်လည်းဝမ်းတာတယ်ပြီးတော့အရင်လည်းကံကောင်းသွားတယ်လို့ပြောရမှာပါချူလေးရလေအာမေလေးဆိုလို့ရှိရင်လည်း တားစူးစားရလေအမေလေးတည်းမဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာတကယ်လည်းအားကြရတယ်ပေါ့နော် ပြီးတော့မေလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကျတော့ဒါဖျားပေးရဲ့ဒါကောင်းချင်းနေတယ်မှာအများကြီးပါတယ်အိုက်တင်နေဆိုတာလေမျက်လုံးတွေကအစလေသူကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူးလေးဆိုအမေလေးရဲ့အဲ့လိုမျက်လုံးတွေညခုံးတွေဆိုသဘောကျတယ်ပေါ့ကိုရီကျောက်ပါတယ်လေနော်ပါတော့တအားလောက်ရတယ်အဲ့လိုမျိုးဆိုလေအဲ့လို feature ကိုကြိုက်တယ်ချင်ရ